်မင်္ဂလာပါမနေ့ကတော့ CS Life အကြောင်းကိုနည်းနည်းရှင်းပြခဲ့ပါတယ်ဒီနေ့ CS Head အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ် CS ဆိုတော့ Cam Scanner Customer Service ဟုတ်ဘူးနော် Corporate Solution မှာအဲ့တော့ Corporate Solution Head ဆိုတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အမှတ်ကံပေါ့နော် Corporate Solution Head ဆိုတာကတကယ်တော့ OHD ကိုပြောတာပါ OHD ဆိုတာက One Head Solution Group ပါအရင်ကျွန်တော်ပြောခဲ့တဲ့ OHS ဆိုတာကတကယ်တော့ OHI အကြောင်းကိုရှင်းပြခဲ့တာဖြစ်ပါတယ်။ OHS မှာမှာတယောက်ချင်းဝယ်တာကို One Head Solution Individual ခေါ်ပြီးတော့ Group Life ဝယ်တာကို One Head Solution Group လို့ခေါ်ပါတယ်။အခုပြောပြမှာက One Head Solution Group အကြောင်းဖြစ်ပါတယ်။ အဲ့တော့ဂရုနဲ့ invite ယူတယ်ဆိုပေမဲ့တချို့အရာလေးတွေမှာတက်မှတ်ချက်လေးတွေမတူပါဘူးအချိုးကျစု andy fix လေးတွေမတူပါဘူးเนาะ OHS မှာကအသက်အဲတလာသားကနေပြီးတော့60ထိဝယ်လို့ရတယ်80ထိတန်းတိုးလို့ရတယ်ဒါပေမဲ့ OHT မှာကြတော့16နှစ်ကနေပြီးတော့65နှစ်ထိဝယ်လို့ရတယ်တန်းတော့ထပ်တိုးလို့မရပါဘူးเนาะအဲ့တော့ OHG ကို 65နှစ်ထိဝယ်လို့ရတော့65နှစ်ထိဝယ်ပြီးကမှပြီးလို့ရှိရင် OHS ကိုပြန်ပြီးတော့66ကျမှဝယ်မယ်ဆိုလဲဝယ်လို့မရပါဘူးအသက်60ကျော်ရင် OHS ကဝယ်လို့မရတော့ပါဘူး OHG မှာဒါလူကပေးတာပါ OHG ကိုဘာကြောင့်16နှစ်အထိ16နှစ်ကနေစရလဲဆိုတော့အသက်16နှစ်ရောက်မှအလုပ်ခန့်လို့ရတာမျိုးပါတကယ်လို့ကုမ္ပဏီဝန်တန်းရဲ့မိသားစုတွေထားမယ်ဆိုလို့ရှိရင်တော့ 16နှစ်18နှစ်မပြည့်သေးရင်လည်းထားလို့ရပါတယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဆက်ယုံလွတ်ယုံကုမ္ပဏီဝန်ထမ်းတွေကလူမှုဘူးလူရင်းကြေးတွင်းထားတဲ့အတွက်လူမှုဘူးလူရင်းစည်းကမ်းတွေမှာတွားပြလို့ရပါတယ်ဒါပေမဲ့ဘာကြောင့်ကျွန်တော်တို့စီက OHG ကိုဝယ်တဲ့လဲဒါကစဉ်းစားစရာဖြစ်ပါတယ်အဲ့တော့တောင်ပုံမှန်ဆိုလို့ရှိရင် ဆိုင်ရုံလုံရုံဝန်ထမ်းတွေကတော့လူမှုကူညီစည်းကမ်းတွေသွားတာများပါတယ်ဒါပေမဲ့ကုမ္ပဏီဝန်ထမ်းအများစုကတော့လူမှုကူညီစည်းကမ်းကိုမသွားကြပါဘူးဟုတ်ကဲ့အဲ့ပြန်ပါဆက်ပြီးပြောပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ်